ရှုနာစင်တနစ်တာနှုတ်ကပတ်တမတရားစီစဉ်မှာအကျိုးဆိုပါတယ်ဒီကနေ့ဖတ်ရှုနာစီရမယ်နှုတ်ကပတ်တမစံစာတော်မြတ်ကတော့ရှင်မသက်ခရစ်ဝေခန်းကြီး78မှ79ချီဖြစ်ပါလေရှင်မသက်ခရစ်ဝေခန်းကြီး78ထိုအခါတပည့်တော်တို့သည် ချင်းကပ်၍ကောင်းငေနိုင်ငံတော်၌အဘယ်သူသည် သာ၍ကြီးမြတ်ပါအံ့ဤဟု မေးလျှောက်ကြသောသူငယ်ကြောက်ကို ေါ်တော်မူ၍တပည့်တော်တို့အလယ်၌ထားပြီးမှငါအမှန်ဆိုသည်ကားတင်တို့သည်ပြောင်းလဲ၍သူငယ်ကဲ့သို့မဖြစ်လျင်ကောင်းကင်နိုင်ငံတော်သို့မရောက်ရကြထို့ကြောင့်အကျဉ်သူသည်ဤသူငယ်ကဲ့သို့မိမိကိုမိမိနှိမ့်ချအံထိုသူသည် ကောင်းကင်နိုင်ငံတော်၌တာ၍ကြီးမြတ်လိမ့်မည်အကျဉ်သူသည်ငါမျက်နာကိုထောက်၍ဤကဲ့သို့သော သူငယ်တစုံတယောက်ကိုလက်ခံ၏ထိုသူသည်ငါ့ကိုပင်လက်ခံ၏ငါ့ကိုယုံကြည်သောဤသူငယ်တစုံတယောက်ကိုအချင်းသူသည်မာရွေးစေ၏ထိုသူသည်လေပင်း၌ကျိတ်ဆုံကြောက်ကိုဆွဲ၍နက်နဲသောပင်လယ်၌နှင်းမြုပ်ခြင်းကိုခံရလျင်အနေသာ၍ကောင်း၏မာရွေးစရာအကြောင်းများရှိသောကြောင့်လောကီသားတို့သည် အမင်္ဂလာရှိကြ၏မာယွင်းစရာအကြောင်းရှိရမည်သို့တော်လဲမာယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည်အမင်္ဂလာရှိ၏တင်ဤလက်ချေသည်တင့်ကို မာယွင်းစေလျင်လက်ချေကိုဖျက်ပြစ်လော့လက်ချေအစုံနှင့်ထာဝရမိတဲ့သူချခြင်းကိုခံရသည်ထက်အင်္ဂါချို့တဲ့၍အသက်ရှင်ခြင်းသို့ဝင်စားသောတာ၍ကောင်း၏ တင်းဤမျက်စိသည်လည်းတင်းကိုမာရင်းစေလီ မျက်စိကိုထုတ်ပြလော့မျက်စိနှစ်ဖက်စုံဤငရေမီသေးတို့ချခြင်းကိုခံရသည်ထက် မျက်စိတစ်ဖက်ဤအသက်ရှင်ခြင်းတို့ဝင်စားသောသာ၍ကောင်း၏တင်တို့သည်ဤသူငယ်တစုံတယောက်ကို မချီမဲ့မြေမပြုမိကြသည်ရှိကြလော့ငါဆိုသည်ကား သူတို့ဤကောင်းကင်တမန်တို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသောငါအဖာဤမျက်နာတော်ကို အစင်မပြတ်ဖူးမြင်ကြ၏ထိုမှတပါလူသားသည်ပျောက်သောသူတို့ကိုကဲတင်အံ့သောငါကြွလာသည်အဘယ်သို့ထင်ကြသနည်းသိုးတရာရှိသောသူ၌သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျင်ထိုသူသည်69ကောင်သောသိုးတို့ကိုတောင်ပေါ်မှထားခဲ့ပြီးမှလမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတက်သည်မဟုတ်လော့တွေ့ပြီးလျင်လမ်းမလွဲမပြောက်သောသိုး99កောင်၌ဝမ်းမြောက်ခြင်းရှိသည်ထက်ထိုသိုး2កောင်၌သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟုငါအမှန်ဆို၏ထိုနည်းတူကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်ဤသူငယ်တယောက်ကိုမြပျက်စီးစေခြင်းကအလိုတော်မရှိထိုကြောင့်တင်ဤညီကိုသည် တင့်ကိုပြစ်မှားလျင်သူစီတို့သွား၍နှစ်ယောက်ထဲချင်းသူ၏အပြစ်ကိုပြ၍ဆုံးမလော့သူသည်တင့်၏စကားကိုနားထောင်လျင်ညီကိုကိုရပြီသို့မဟုတ်တင့်၏စကားကိုနားမထောင်လျင်လူနှုတ်ဦးသုံးဦးတက်တည်ခံ၍စကားရှိသမျှတို့ကိုတီးစီခြင်းကကိုနှင့်အတူလူတအူးနှအူးကိုခေါုံးတော့ ထိုသူတို့ဤစကားကိုနားမထောင်လျင်အသင်းတော်အားကြားပြောလော့အသင်းတော်ဤစကားကိုနားမထောင်လျင်သာသနာပလူကဲ့သို့၎င်းအခွန်ကံကဲ့သို့၎င်းထိုသူကိုမတ်လော့ငါအမှန်ဆိုသည်ကားမြေကြီးပေါ်မှာ သင်တို့ခြိနှောင်သည်မြသည်ကောင်းကင်ဘုံ၌ခြိနှောင်လျက်ရှိလိမ့်မည်မြေကြီးပေါ်မှာဖြေလွတ်သည်မြသည် ကောင်းကင်ဘုံ၌ဖြေလွတ်လျက်ရှိလိမ့်မည်တဖန်ငါဆိုသည်ကားမြေကြီးပေါ်မှာတင်တို့တွင်နှစ်ယောက်တို့သည်သဘောချင်းတူ၍ဆူတောင်းလျင်တောင်းသည်မသောဆူတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမည်းတော်သည်ပေးတော်မူလတ္တအကြောင်းမူကားအကျင်အရက်၌လူနှစ်ဦးသုံးဦးတို့သည်ငါ၏နာမကိုထောက်၍ဆူဝေးကြ၏ ထိုရက်၌သူတို့အလယ်မှာငါရှိသည်ဟုမိတော်မူ၏ထိုအခါပေတရုသည်ချင်းကပ်၍သခင်ညီအကိုသည်အကျွန်ုပ်ကိုပြစ်မှား၍အကျွန်ုပ်သည်သူ၏အပြစ်ကိုဘယ်နှကြိမ်လွတ်ရပါအံ့ဤခုနှစ်ကြိမ်မြောက်အောင်လွတ်ရပါအံ့လောဟုမေးလျှောက်တော်ယေရှုကခုနှစ်ကြိမ်မြောက်အောင်လွတ်ရမည်ငါမဆို့ အကျဉ်း89မြောက်အောင်လွတ်ရမည်ငါဆို၏ထို့ကြောင့်ကောင်းကင်နိုင်ငံတော်သည်မိမိဂျုံများတို့ကိုစည်ရင်ယူခြင်းကအလိုရှိသော မင်းကြီးတဦးနှင့်တူ၏စည်ရင်ယူစဉ်တွင်ငွေအခွက်တသိန်းကျွေးတင်သောသူတယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏ထိုသူသည်ကျွေးဆက်ရန်မရှိသောကြောင့်ကိုမဆ၍ သားမယာဥစ္စာရှိသမျှတို့ကိုရောင်း၍ကျွေးကိုဆက်စီဟုသူ၏တခင်စီရင်၏ထိုကြိုသည်ညွတ်ပြတ်ဝတ်တွားလျက်တခင်ကျွန်တော်ကိုသီးခံတော်မူပါကျွေးရှိသမျှကိုဆက်ပါမည်ဟုလျှောက်လျင်သူ၏တခင်သည်တနာခြင်းရှိသဖြင့်ကျွေးရှိသမျှကိုလွတ်၍ချမ်းသာပေးလေ၏ထိုကြိုသည်ထွက်သွားရာတွင် မိမိငွေဒနာယီတရာကျွေးတင်သောကျွန်ချင်းတယောက်ကိုတွေ့လျင်လေဘင်းကိုကန်ညှိ၍ငါငွေကိုဆက်ပေးလောဟုဆို၏ထိုကျွန်ချင်းသည်ကျွေးရှင်ဤခြေရင်း၌ပြတ်ဝတ်လျက်ကျွန်တော်ကိုသီးခံတော်မူပါကျွေးရှိသည်များကိုဆက်ပါမည်ဟုတောင်းပန်တော်လဲကျွေးရှင်သည် နားမထောင်ဘဲသွား၍ ကျွေးကိုမဆက်မီတိုင်အောင် သူ့ကိုထောင်ထဲမှာလောင်ထား၏ထိုအမှုအရာကို အခြားသောကျွန်ချင်းတို့သည် မြင်လျင် အလွန်နာကြီးသောစိတ်နှင့်သွား၍ပြုလီသည်။များတို့ကိုမိမိတို့သခင်၌ကြားလျှောက်ကြ၏ထိုအခါသခင်သည်ထိုကျွန်ကိုခေါ်၍ဟဲဆွညစ်သောကျွန်သင်သည် ငါကို တောင်းပန်သောကြောင့်သင်၌တင်သည်သောကြွေးကိုငါရှင်းလင်းစေ၏ငါသည်သင်ကိုတနာတကဲ့သို့သင်သည်လဲကျွန်ချင်းကိုမတနာအပ်သလိုဟုဆိုလျက်အမျက်ထွက်၍ကြွေးရှိသည်များကို မဆက်မီတိုင်အောင်အာနာသာတို့လက်ကိုအပ်လျက်၏သင်တို့သည်လဲညီအကိုချင်းချင်းတို့ကိုစိတ်နှလုံးပါလျက်အပြစ်မလွတ်လျင် ကောင်းငင်ဘုံ၌ရှိတော်မူသောငါ၏အဘသည်ထိုနည်းတူတင်တို့ကို စီရင်တော်မူလက်တန်းဟုမိတ်တော်မူ၏ရှင်မသဲခရစ်ဝင်ခန်းကြီး၁၉သောတေသနာတော်ကိုယေရှုသည် အကုန်စင်ဟောတော်မူပြီလေဂါလိလဲပြည်မှပြောင်း၍ယူဒပြည်စွန်းယော်ဒန်မြစ်တစ်ဖက်သို့ကြွတော်မူ၏လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ဖြစ်၍ ထိုအရ၌အနာယောဂများကိုငြိမ့်စေတော်မူ၏။ပါရိရှဲတို့သည် အထံတော်သို့လာ၍လူသည်ခတ်သိမ်းသောအပြစ်ကြောင့်မိမိမယားနှင့် ကွာအပ်သလောဟုစုံစမ်းနောက်ဆက်ခြင်းကမေးလျှောက်ကြသော ကိုတော်ကအစအဦး၌ဖန်ဆင်းတော်မူသောသူသည်ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကိုဖန်ဆင်းတော်မူ၏ထိုအကြောင်းကြောင့်ယောက်ျားသည် ကိုမိဘကိုဆွံ့၍ ကိုခင်မိုး၌မိဝဲသဖြင့်ထိုသူနှစ်ယောက်တို့သည်တသားတကူတည်းဖြစ်ရလိမ့်မည်ဟုကျမ်းဆိုရှိသည်ကိုသင်တို့မဖတ်ဘူးသလားထို့ကြောင့်လင်မယားတို့သည်နှဦးမဟုတ်တဦးတည်းဖြစ်၏ဖျားသခင်ဖတ်ဆက်၍ထံပိုးတင်တော်မူသောအရာကိုလူမခွဲမခွာစေနည်းဟုမိတော်မူ၏ပါရီရှဲတို့ကလည်းထိုသူမှန်လျှင်ဖြက်စာကိုပေး၍ မယားနေ꽈စီခြင်းကမောရှိသည်အဘဲကြောင့်စီရင်တည်းဟုလျှောက်ကြတော့ကိုတော်ကသင်တို့စိတ်နှလုံးခိုင်မာသောကြောင့်မယားနေ꽈ရသောအခွင့်ကိုမောရှိသည်စီရင်၏အစဦး၌ထိုသောမဟုတ်ငါပညတ်တီကမာရင်ချင်းအကြောင်းမှတပါအခြားသောအကြောင်းဖြင့်မိမိမယားနေ꽈၍အခြားသောမိမ့်မနှင့်ဆုံဖက်သောသူသည် မိမိမယားကိုပြစ်မာ၏။ကြွာသောမိမ့်မနှင့်ဆုံဖက်သောသူသည်လည်းသူမယားကိုပြစ်မာသည်ဟုမိတ်တော်မူ၏။တပည့်တော်တို့ကလည်းလေမယားအမှုသည်ဤသို့ဖြစ်လျင်ဆုံဖက်ခြင်းကိုမပြုကောင်းပါဟုလျှောက်ကြ၏။ကိုတော်ကလည်းသူစကားကိုလူတိုင်းမခံမယူနိုင်။အခွင့်ရသောသူတို့သာခံယူနိုင်ကြ၏။လူအချို့တို့သည် အမိဝန်တွင်ကပေမိမရှာဖြစ်ကြ၏အချို့တို့သည်သူတပါးဆုံးမ၍မိမရှာဖြစ်ကြ၏အချို့တို့သည်ကောင်းငင်နိုင်ငံတော်အဖို့အလွတ်ငါမိမိကိုယ်ကိုဆုံးမ၍မိမရှာဖြစ်ကြ၏သူစကားကိုခာယူနိုင်တော်သူသည်ခံယူစေဟု မိတော်မူ၏ထိုအခါသူငယ်တို့ပေါ်မှာလက်တော်ကိုတင်၍မေတ္တာ ို့တော်မူစေခြင်းကအထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍တပည့်တော်တို့သည် အပြည့်တင်ကြ၏ယေရှုကလည်းထိုသူငယ်တို့ကိုရှိစေတော့ငါထံသို့လာသည်ကိုမစီးတားကြနှင့်ကောင်းငွေနိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်သည်ဟုမိတ်တော်မူ၍သူငယ်တို့အပေါ်မှာလက်တော်ကိုတင်ပြီးလျှင်ထိုရက်မှကြွသွားတော်မူ၏ ထို့နောက်လူတစ်ယောက်သည်ချင်းကပ်၍ကောင်းမြတ်သောဆရာသာဝရတက်ကိုရအံ့သောငါအကျွန်ုပ်သည်အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သောငါကိုကောင်းမြတ်သည်ဟုအဘယ်ကြောင့်ခေါ်သနည်းဖရာသခင်တပါးသည်သာကောင်းမြတ်တော်မူ၏အသက်ရှင်ခြင်းသို့ ဝင်စားလိုလျင်ပညာတော်တို့ကိုစောက်လျှောက်လောဟုမိတ်တော်မူ၏အဘယ်ပညာတို့ကိုစောက်လျှောက်ရမည်နည်းဟု ်ရှောက်ပြန်သော လူအသက်ကိုမတက်နေသူမယားကိုမပြင်းမာနေသူဥစ္စာကိုမခိုးနေမမှန်သောတသက်ကို မခံနေမိဘကိုယူသေးစွာပြုလော ကိုနေဆက်ဆိုင်သောသူကိုကိုနေမြချစ်လောဟု မိတော်မူ၏ထိုလူလင်ကလည်းထိုပညာရှိသည်များတို့ကိုအကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ဆောက်ရှောက်ပါပြီအဘယ်အကျင့်လိုသေးသနည်းဟုရှောက်ပြန်လေ၏ယေရှုကလည်း တင်းသည်စုံလင်ခြင်းသို့ရောက်လိုလျင်သွားလော့ကိုဥစ္စာများကိုရောင်း၍ဆင်းရဲသောသူတို့အားပေးလော့ထို့သို့ပြုလျင်ကောင်းကင်ဘုံ၌ဗန္နာကိုရလိမ့်မည်တို့ပြီးမှငါနောက်သို့လိုက်လောဟုမိတော်မူ၏ထိုလူလင်သည်များစွာသောဥစ္စာကိုရတတ်သောသူဖြစ်၍ထိုစကားကိုကြားလျင်စိတ်မသာသည်နှင့်သွားလေ၏ ယေရှုကလည်းငါအမှန်ဆိုကြကငွေရတတ်သောသူသည်ကောင်းကင်နိုင်ငံတော်သို့ဝင်ခဲ့လာ၏တဖန်ငါဆိုကြကဂလအုပ်သည်အနဖားကိုရှူလွယ်၏ငွေရတတ်သောသူသည်ဖျားသခင်နိုင်ငံတော်သို့ဝင်ခဲ့သည်ဟု တပည့်တော်တို့အားမိတ်တော်မူ၏ထိုသူတို့သည်ကြားလျင် အလွန်မိန်မောတွေ့ဝေခြင်း ရှိ၍ သို့ဖြစ်လျင်အပေသူသည်ကဲတင်တော်မူခြင်းသို့ရောက်နိုင်မည်နီဟုပြောဆိုကြ၏ယေရှုသည်လည်းသူတို့ကိုကြည့်ရှု၍ဤအမှုကိုလူမတက်နိုင်သို့တော်လည်းဖျားသခင်သည်ခတ်သိမ်းသောအမှုတို့ကိုတက်နိုင်တော်မူသည်ဟုမိတော်မူ၏ထိုအခါပေတရုကအကျွန်ုပ်တို့သည်ရှိသမျှကိုစွန့်ပြစ်၍ကိုယ်တော်နောက်သို့လိုက်ကြပါပြီ။ အဘယ်ကျိုးကိုရကြပါမည်နည်းဟုလျှောက်လေတော့ယေရှုကငါအမှန်ဆိုသည်ကားအလုံးစုံသောအရာတို့ကိုအသိပြုပြင်သောကာလ၌လူသားသည်ဘုန်းရှိသောပလင်တော်ပေါ်မှထိုင်တော်မူသောအခါငါနောက်သို့လိုက်ကြသောသင်တို့သည်12ခုသောပလင်ပေါ်မှထိုင်ကြလျက်ဣသရေလလူ12မျိုးကိုစစ်ကြောစီရင် ရကြလက်တံအချင်းသူသည်ငါဤနာမကြောင့်အိမ်လေညေကိုနမမိဘသာမယာတိဟုသော တဘာဘာကိုစွန့်၏ထိုသူသည် အစတရားသော အကျိုးကိုရ၍ထာဝရအသက်ကိုအမွေခံရလက်တံနောက်ကြသောသူများတို့သည် အရင်ကြကြလိမ့်မည်အရင်ကြသောသူများတို့သည် နောက်ကြကြလိမ့်မည်ဒီကနေ့ ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ရှင်မသက်ခရစ်ဝင်အခန်းကြီး17မှ19ကြီးဖြစ်ပါတယ်။ကြားနာရသူပေါင်းဘုရားသခင်ကောင်းကြီးပေးပါစေ။